ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နေ့စဉ်မိုးလေဝသသတင်းများကိုတင်ဆက်ပေးပါရမယ်။အောက်တိုဘာလ10ရက်နေ့မနက်9:00နာရီအချိန်ထုတ်ပြန်ချက်များအရဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်နှင့်ဘင်္ဂလားပင်လယ်အော်တွင်မုတ်တုံလေအားအနေငယ်မှအားအသင့်အတင်ရှိနေပါတယ်။ယနေ့ညနေအထိခမ်းမန်းချက်များအရမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့တွင်နေရာကွက်ကြာ နေပြီးတော့ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ရန်ကုန်တိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့တွင်နေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ကြုံရွာပြီးကချင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါတယ်။ရွာရံရာနှုန်းပြည်ပဲဖြစ်ပါတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရသခိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ထုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသည်ကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်တတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ရှင်။